ာပေရတများကိုခန်းစားနားဆင်နိုင်မှုအတွက်ဆရာမောင်ချိတ်ရဲ့ထို့ကြောင့်အီအီယာကိုဟူသောဝိထုလူဇလန်းလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာうん。 မရွာပဲမမဲလိုက်ပါနဲ့မိုးနဲ့မောင်ပိန်ပိတ်လို့မောင်ရွာမရောင်ဟန်ဆောင်လို့သူမြူးရွှေမိုးညိုမြောက်ကိုတိန်းနေချင်းတင်ပါဘူး မရွာလိုက်ပါနဲ့မုံမင်းကြီးရေကျုပ်တို့ပြန်ရောက်တော့မှကြိုက်တော့ရွာချပါဗျို့ကုညိုကကောင်းကင်ကိုမော့ကြည့်ပြီးအုံငနဲ့လော်တက်ကိုရေတွေနက်နက်ညှိတော်လိုက်ရင်អော်ပြောလိုက်တယ်သူတို့လေကတော့ရင်စိတ်ကမ်းမက ခွာထွက်လာစင်မှာတော့မိုးကမရွာသေးသို့သောကောင်းကင်တစ်ပြေလုံးမှာ တိမ်မဲညိုကုလူဆိုးတွေကတက်တောင်နာဘူရုနဲ့လူစုပြီးအုံဆိုင်ညိုမိုင်းက ချိုးတစ်ချိန်ချင်းချိန်တံပြီးဟန်ရေးပြင်နေကြပြီမုတ်လေးတို့ထုံးစံတောင်လေကတဖြူးဖြူးတိုက်ခတ်လှုံ့ဆော်မှုကြောင့်ငွေနောင်းလက်ကျန်ရွှေအောင်တချို့မွဲပြပြတသွဲကောက်ရိုးကြောက်အောင်တမျိုးရွက်ဝါအူတို့ကတဖွဲဖွဲတသေးသေးချောင်းကလေးတွင်တဆင်းကြွေကြကရေပင်ပေါ်မှာကခုံပျော်ပါလျက်ရှိတယ်။ပြင်းမာတွေသုံးကပွင့်ပြီဆိုရင်ကျိန်းသေးမိုးကြပြီလို့ဗာကြီးတောကျော်တို့လူကြီးပိုင်းရှေ့မီနောက်မီတွေရဲ့ပြောစကားအရဆိုရင်တော့မကြခင် မိုးကြီးဖြန်ဖြန်ကြလီတော့မိမှာဤကံဖြစ်တယ်။ဟောဟူမြေကန်းဆက်မှာပင်ကြီးဆက်ဂိုင်းကြီးဆက်ကပေါက်နေကြတဲ့စစ်ပင်ကြီးတွေမှာတော့ရွှဲနုတွေများစင်းအောင်ပြေးနေဒီမှာဘယ်မှာကြီးတခုကတော့လူလဲ။စစ်ပင်စိမ့်ဆိုကြီးတခုသာရှိရင်မိုးကြပြီလို့ဆိုစကားလည်းရှိတယ်မဟုတ်လား။ကော့ကော့လန်လန်တိရချောက်တွေကတော့ပင်ဟိုဂိုင်းထက်ကကြွေကြတတ်စင်ရေပြင်မှာနေရလင့်ကစားတရားမရနိုင်ကြသေး။ တောင်လေတဖြူးဖြူးပိုက်ချက်ခွတ်တမျိုးမျိုးမှာကူးလူးပြော်ပါလင်းနေရလွတ်ပါနေစေပါချောင်းကလေးရဲ့ကန်းတစ်ဖက်မှာရှိတဲ့လမှုပင်ဓနုံပင်တန်တက်ပင်ဝုမခပင် တူဝင်းကိုင်းမင်တို့ဟာလင်းယူရာရင်းတွေကမိုးမင်းကြီးရွာပါလှဲ့လို့လက်ရက်ခွန်နေတဲ့အောင်ရှိတယ်။မြ мян ကလေးတက်တုံနေလိုက်ပါဟဲ့။လေဦးကကိုတေဦးကပြောလဲပြောကျုံးရီလဲလှော်လေတယ်။ချောင်းရီတွေတေးရီတက်လာသဖြင့်ကန်းနဘတ်ရှိတောင်ကုန်များကိုမြင်ရတော့ပြီ။ဘင်းချင်းငှက်တကောင်ကကန်းဆက်ရှိလမှုပင်ရဲ့ခန်းချောက်ကလေးပေါ်မှာနာရင်တက်ရင်နဲ့အတူမြူးတူးခုံပြန်တက်လာမယ်ငါးကလေးတွေကိုစိတ်ရှိရှိနဲ့စောင့်ရရှိတယ်။ လေးกว่าပါမလာတာနာတော့กว่าကိုညိုကရေရွတ်တယ်မင်းကလည်းกว่าလှုပ်ဆိုတာတစ်ခုပြီးတစ်ခုတစ်ခုလှုပ်တာကောင်းပါလေกว่าအခုတို့သွားလုံးမဲ့စီပဲရင်သွားရအောင်မြင်မြန်လောกว่าဟာကောင်ရဲ့ဘင်းချင်းကသာဘလောက်ကောင်းတယ်ဆိုတာဆရာလေးကိုကြွေးစင်လို့ပါกว่าပြောပြောဆိုဆိုနဲ့လော်တက်ကိုရင်းမြန်ပေါ်ဖြန်းကနေရိုက်လိုက်လေရာဘင်းချင်းကကလေးလန့်ဖြန့်သွားကစူးစူးရှက်ရှက်ချက်အော်၍ချောင်းကလေးအတွင်းဘက်အခြားလူမှုပြင်တပင်ရဲ့ခိုင်းကြောက်မှာသွားနာတယ်ဟုတ်တယ်ဆရာလေးရဲ့ငှက်တွေထဲမှာကျွန်တော်ကြိုက်ဆုံးอ่ะ ဖြိုင်းသားနဲ့ဘင်းကြီးငတ်သားပဲဗျ။လေလယ်မှာထိုင်လိုက်လာတဲ့ဆရာလေးကတော့ငှက်ကလက်တဆုပ်လောက်သာရှိပြီးခူပြာသွေးအောင်တောက်တောက်ရှည်လျားကြီးမားတဲ့နှုတ်သီးညီရဲရဲမျိုးလုံးမျက်စံကလေးဝိုင်းဝိုင်းနဲ့အလွန်လှတဲ့ဘင်းကြီးငတ်ကလေးကိုကြည့်ကသူ့သားကိုစားဖို့ထက်အလှမွေးထားခြင်းစိတ်သာဖြစ်ပေါ်လျက်ရှိပြီးထုံငါကလေးပြန်ပြေးသွားရစီကိုငေးနေလျက်ရှိတယ်။ဖြိုင်းသားကတော့ဆရာလေးအလွန်ကြိုက်တယ်။ຫນွေတော့ကရေခမ်းစားပြုတ်နေတဲ့တမန်ဆက်မှာ တန်ညက်နဲ့ထောင်ရင်ဖမ်းရရလာတဲ့6000ပြည်ကြီးတွေကြောင့်ပြန်တွေးမိသေးတယ်။အိုင်းနီးယားဆရာလေးရဲ့ကိုညိုကိုတင်အောင်နဲ့ကိုရှေဖောင်တို့လေးယောက်ရေခါဟင်းစားငတ်လာသည်မို့ဗာကြီးတာကျော်တို့အိမ်ကတန်ညက်နှစ်ခုတွန်းကားလာကရေခမ်းစားပြုနေပြီဖြစ်တဲ့တမန်ထဲမှာတန်ညက်ထောင်ကြလေတယ်။သူတို့လေယောက်ကတော့တမန်နဲ့မနီးမဝေးထိမင်းကြီးအောက်မှာရိတ်ခွေစောင့်နေကြတယ်။တိတ်တော့မကြ။ဂျိုင်းတို့တမန်ပေါ်မှာဝဲကဝဲကအစာရှာနေရင်တမန်ထဲကိုထိုးဆင်းလာကြပြီ။ ။နှွေနေကပူပြင်းလာသည့်ကြောင့်တမန်ထဲမှာရေခမ်းနေတဲ့နေရာတွေကများပြီးရေဆက်ဆက်ကြံသားဆိုလို့ရှာနိုင်မှသာတွေ့ရလိမ့်မယ်။ငါးကြီးငါးကောင်းတွေဟူသည်မရွာတွေကခလေးလူကြီးမကြံဖမ်း၍စီး၍ယူသွားခဲ့ကြပြီ။သူတို့မလိုချင်ရထားခဲ့တဲ့ရင်မောင်စာငမော့တော့ငခုံးမနဲ့ငပြင်းတလက်ပေါက်ဆလေးများသာပူလောင်လှသောရွှေရင်ကြောင့်မနေတတ်မထိုင်တတ်ဖြစ်ပြီးအဖြက်ဖြက်လူလုံးခုံပေါက်နေကြတယ်။ဓာရီကိုလိုက်ရှာနေကြတဲ့ဗျိုင်းတွေကမြင်ပြီးတမန်နှင်းကိုဆင်းလာခဲ့ကြခြင်းဖြစ်တယ်။ တမန်ရေဆက်ဆက်ထဲမှာခြေတန်ရှည်ကြီးတွေကိုတလန်းလန်းလိုက်ပေါ်လာတဲ့ငပေါက်ကလေးတွေကိုဆက်ခနဲနှုတ်သီးနဲ့ပေါက်စားလိုက်ခေါင်းမော့ကမော့ကမြူချလိုက်နဲ့အကြိုက်တွေ့နေကြတော့တယ်ကိုရှိပောင်ကထိုင်မင်းကိုကွယ်ပြီးအตาကလေး6ရက်ကြည့်တယ်အပပါ6တောင်ဗျာကြီးတွေစုစုပေါင်း8កောင်တော်မှပါလားတညထောင်နာမန်တိတာရင်တမန်ဘေးရှိကိုင်းမင်ကိုဖူလုံးထုံး၍ခြီကမှတ်သားခဲ့သောနေရာနဲ့တဖြည်းဖြည်းနီးလာသည်ကိုတွေ့ရ၍အသက်မရှူရဲလောက်အောင်ဖြစ်နေရတယ်တညထောင်နာသည့်နေရာကို ီလိုအမှတ်မှတ်ထားရင်မဖြစ်တကယ်လို့များဗျိုင်းတွေတကောင်းမှဆင်းမလာတဲ့အခါမျိုးမှာထောင်ထားတဲ့တန်ချက်ကိုပြန်၍ဖြုတ်ယူရမည်မဟုတ်လားဒါပြင်တခြားငားရှာဖားရှာငရှင်ထိုးမဲ့ရွာသားလာရင်တန်ချက်ထောင်ထားကြအောင်သိရှိကြစေရန်အချက်ပေးထားခြင်းလည်းဖြစ်တယ်ဒီကိုင်းမင်ဘူးတော်ကိုတွေ့ကြရင်ဒီနေရာမှာတန်ညက်ထောင်ထားတယ်လို့သူတို့ရွာသားချင်းကသိကြသည်သာခြုံမြထက်ရှလှတဲ့တန်ညက်ကြီးများနဲ့ညှက်မိပါကငှက်မပြောနဲ့လူတော်ချောင်မီမဟုတ်ဒါပြင်တန်ညက်ကိုပါဇက်ဖြဲဟကာ နှောအောင်လက်တလုံးနှလုံးကွာလောက်မှာမြုပ်ထားသဖြင့်သတော်တွေကိုတာထားလို့လူတွေတော်မသိနိုင်မှာကိုရှိပါဘလို့လဲဗျကိုညိုရဲ့အမေကိုမဖြစ်အားရှူးဟုတိတ်တိတ်နေရဲ့ချက်ပြပြီးအသာဆက်၍ချောင်းနေတယ်ဒီခါတန်ညက်နဲ့ပြိုင်းထောင်သားဒီကိုတစ်ခါမှမမြင်ဘူးသေးတဲ့ဆရာလေးကတိကျင်စိတ်ကိုမထိန်နိုင်ပဲထိန်မင်ရဲ့တစ်ဖက်မှာအตาကတ်ကချောင်း၍ကြည်တယ်အလိုလေးလေးနဲတဲ့ပြိုင်းကြီးတွေမဟုတ်ပါလားတကောင်တကောင်ကိုနှစ်နှစ်သားကလေးတယောက်မတက်ရက်နေသလောက်ကိုရှိတယ် ဖြူဖိုးဖေးကြီးတွေပါကလားကောက်ကောက်ကူကူလေလံတွေတရမ်းရမ်းနဲ့ရေဆက်ဆက်မှာတလန်းချင်းလျှောက်က ပေါ်လာတဲ့ငါးတွေနောက်လိုက်ပြီးထိုးစိတ်စားနေကြတယ်မကြပါဖြောင်းကနေဖြောင်းကနေတန်ညက်မောင်ရိုက်တန်ကြားလိုက်ရပြီးဖြိုင်းကြီးတွေဂီခဲခဲအော်ကပြင်တက်ပြေးသွားကြပြီဒါပေမဲ့6000ဖြိုင်းကြီးနှစ်ကောင်ကတော့အတောင်တစ်ဖြန်းဖြန်းရိုက်ခတ်ရုံးကန်ရင်းနာကျင်ကြောက်လန့်စွာအော်ဟစ်ရင်းတန်ညက်မှာမိွေခြံခဲ့လိမ့်မည်လာဟေလာဟာ မိနေပြီကွာမိနေပြီပြင်းရင်အော်ဟော်ရင်ပြေးတယ်ကိုရှိဖောင်နောက်ကိုသူတို့အားလုံးပြေးလိုက်သွားကြတယ်သူတို့လူစုတမန်ဆက်ကိုရောက်တော့ခြေထောက်မှာတညက်မိနေတဲ့ဗျာကြီးနှကောင်ကြောက်လန့်ကြထပြန်ရင်ကျူးစားကြတယ်ဒါပေမဲ့လေးလံလာတဲ့တညက်မိချက်ကခြေထောက်တစ်ချောင်းလုံးကျူးကျင်မတက်အထိနာလာတော့ကြောင့်မပြေနိုင်အနာကက်လာတဲ့လူစုကိုနှုတ်သီးနဲ့စိတ်တယ်အတောင်နဲ့ရိုက်တယ်သို့တော့နောက်ကျခဲ့ပြီ thank you ၆တော်မြိုင်းလို့ဘာဖြစ်လို့ခေါ်ရလဲကုညိုရဲ့ဆရာလေးရဲ့မိကုံဖီးအားဒီအမွေးတွေနှုတ်ထားပြီးတော့လေအရေပြားမှာကဲ့ရီချန်နေတဲ့အမွေးနုလေးတွေချန်နေသေးသဖြင့်ကောက်ရိုးမီးပြင်လှဲ့ကလှဲ့ကမီးမြိုက်ပေးနေရသေးတယ်။ဒိုင်းမွေးကိုဘသူကမှဆင်အောင်မနှုတ်နိုင်ကြအတော်မှန်နဲ့ကိုလုံးပေါ်ရှိအမွေးချမ်းကြီးတွေကိုသာနှုတ်ပြကြပြီးကြံအမွေးနုများကိုမူအခုလိုမီးမြိုက်ကြရုံထုံးစံရှိနေတယ်။ဒီလိုမီးမြိုက်လိုက်တော့မှဒိုင်းသားဟာအမွေးလဲဆင်နေညှိစော်လဲမနံတော့ အသားမှလည်းမှွေးနေတော့တယ်။မြုပ်သီးလေးစိတ်ကွဲလေးထောင်းဇပလင်နဲ့ဂျင်းကလေးထက်က စီလဲရေလဲကလေးချက်လိုက်ရင်ဒိုင်းသားဟင်းနဲ့ကအရှိခွနဲ့ရင်နောက်ခွနဲ့ရင်တည်ကြစီလိမ့်မယ်။လက်ထဲကမီးမြိုက်ပြီးသားဗျန်းကြီးနှကောင်ကိုကိုချီဖောင်းလက်ထဲလှမ်းပေးလိုက်ပြီးကောက်ယိုးမီကိုမိုင်းတွေရိုက်ထားသဖြင့်အစီပြန်ကမဲညစ်နေတဲ့မျက်နှာကြီးကိုအစိုးကပုံစားနဲ့တုပ်လိုက်သေးတယ်။ပြီးတော့ရင်သွေးစမ်းတစ်ခွက်ကိုကောက်ရီမိုးတောက်လိုက်တယ်။ဘာဖြစ်လို့6တောင်ပြိုင်းလို့ခေါ်သလဲဆိုတော့ 6000တီတီရှိလို့6000ပြိုင်းလို့ခေါ်တာဗောဆရာလေးရဲ့ဒီလိုပြောပြီးကိုညိုကဆက်လိုက်ဖွာနေတော့တယ်ဆရာလေးကနားမရှင်းသဖြင့်ကိုညိုမျက်နှာကိုကြည်လိုက်ကိုရှေဖောက်မျက်နှာကိုကြည်လိုက်နဲ့ဦးကြောင်ကြောင်ဖြစ်နေသည်ကိုမြုပ်သီးထောင်းနေတဲ့ကိုတင်အောင်ကဒါဟာဟာနဲ့သဘောကျသွားရင်ငညိုကလည်းကွာဆရာလေးနားရှင်းအောင်မပြောပဲဟာဒီလိုဆရာလေးရဲ့ဗျားရဲ့လေဘင်းကိုတိုင်းကြည့်ရင်တရောင်ရှိတယ်ကိုလုံးကတရောင် အတောင်တစ်ဖက်နဲ့6ချောင်းနှစ်ချောင်းကတောင်စီရှိတယ်။ပေါင်းလိုက်တော့6000ရှိလို့6000မြိုင်လို့ခေါ်ကြတာဆရာလေးရဲ့ရှင်းမလားပြောပြီးမြင်ငယုံဆောင်ကြီးတဲ့ငယုတ်သီးကြက်သွန်ချင်းစပလင်တို့ကိုတစ်သားကြွေကြီးနဲ့ဒုံဒုံထောင်းနေတော့တယ်။ကျောင်းဆရာလေးကိုသူတို့ဒီပါလုံးကချစ်ကြခင်ကြတယ်။အညာသားဆရာလေးကသူတို့အောက်ရဲ့မြေဝကျွန်းပေါ်ဒေသအစားအစာများနဲ့မရင်းနှီးလာပြီ။ဒါကြောင့်သူတို့အခါခွင့်တင်တိုင်းထူးထူးဆန်းဆန်းအစားအစာတွေရှာဖွေချက်ပြုတ်ကျွေးမွေးလေးရှိကြတယ်။ ဆရာလေးကလည်းသူတို့ကျွမွေးလေသမျှဟိုဟာတော့မကြိုက်ဘူးဒီဟာတော့မစားချင်ဘူးဟူ၍မရှိကျွေးသမျှကိုကောင်းတဲ့ဂျိုးဟုပြောတာနှိမ့်နှိမ့်ချိုက်ချိုက်စားသည်ကြီးတာဖြစ်တယ်ဒါကိုပဲသူတို့ရွာသားတွေကသဘောကျယူမဆုံးနိုင်ကြတော့အခုတော့ဆရာလေးသည်ကြွက်ထိုးလဲလိုက်ဘူးတယ်ဖားချေရလဲလိုက်ဘူးပြီမွေဝေးသားမွေဟောက်သားလဲစားခဲ့ဘူးပြီဒါထက်နေပါအောင်မြာခမရတို့တန်ညက်တွေထောင်းတိုင်းအမျက်မိတာကြည်တာဆရာလေးကမိတယ် ဒီခါကျမှကိုညူကဗစက်မှာတက်ထားတဲ့စေဝလေးကိုဖြုတ်၏အင်းဆရာလေးကကျုပ်တို့လုပ်ငန်းတွေနဲ့စိတ်နေသေးတော့ဘယ်သိနိုင်မှာမလို့လိမ့်ဆန်တွေမှာလည်းသူတို့ဘွားပေးအသိနဲ့သူတို့အနေကိုတော့သိကြတာဟောဆရာလေးရဲ့ထောင်သားတိုင်းတော့လည်းဘယ်မိပါမလဲတချို့ပန်းတဲ့ပြိုင်းတွေကြတော့ကောင်းငင်ဘောကစင်ပြီးနာနာချင်းတန်ညက်ပေါ်တဲတဲကြားမှမိတာကလားလို့မို့ရင်သူတို့ကဘယ်တော့မှရှောင်မသွားဘူးဗျခြေတော်ချောင်းကိုထောက်တချောင်းကိုရေပက်နာကတ်ထားပြီးငင်းငင်းအင်္ဂလိပ်စောင့်နေရပါပဲ ငါဆိုတာမျိုးကအခုလိုနေဘူးရေခမ်းခြင်းမျိုးမှာဘယ်မှလာအငြိနေနိုင်မှာလဲကူးလိုက်ခတ်လိုက်အဲပူလိုက်ဖြက်ခနဲထောက်ကုန်လိုက်နဲ့တဖြည်းဖြည်းပြိုင်းနာကိုရောက်သွားတော့တာပဲအဲ့လိုသူ့နာကိုငါရောက်လာတော့မှဇက်ခနဲကောက်မြူတော့တာပေါ့ဒါကြောင့်ကျုပ်တို့လိုလူတွေကညံကူရတယ်ဆရာလေးရဲ့ဆရာလေးကတော့ကိုညိုရဲ့စကားမှာစိတ်ပါဝင်စားလွန်အားကြီးစွာနဲ့မျက်တော်မခန့်စတဲ့ငေးလျက်ရှိတယ်ကျုပ်တန်ညက်စင်နေတော့ကဆရာလေးထိမင်အောင် ရောက်နေလို့မသိလိုက်တာပါ ။တန်ရက်မစင်ခင်မှာအိုင်ထဲကငပေါက်ကလေးတွေလင်း90កောင်လောက်လက်နဲ့ဆမ်းပြီးခွိုင်တဲ့ထက်ရသေးတယ်။ပြီးတော့တန်ရက်ထောင်ထဲတန်ရက်ကိုမမြင်အောင်အပေါ်ကနုံနဲ့ခပ်ပါးပါဖုံးနိုင်ရတယ်။ပြီးမှဖမ်းယူထားတဲ့ငါးပေါက်စလေးတွေကိုတန်ရက်ပပတ်လဲရှွံ့မြင်ရှွံ့မြင်မှာမြင်အောင်ဖြန့်ပြီးခြားထားလိုက်ရတယ်။ဒါမှကောင်းကင်ဘုံကပြန်လာတဲ့ဂျိုင်းနေမြင်ပြီးဆင်းလာမှာကိုအဲဒါမှမဟုတ်ရင်လေရေတွေကပေါ်လာတဲ့ငါးတွေစောင့်ရင်ရှွံ့ပေါ်မှာထထခုံနေတဲ့ငါးကလေးတွေမြင်မယ်။ ဒီတော့တကောင်ချင်းတကောင်ချင်းအသာကောက်ကောက်စားရင်အာသာမဖြတ်နိုင်ပဲထောင်ထားတဲ့တဉ္ဇနာရောက်လာရောဒီတော့နင်းလဲနင်းမိလဲမိရောဟောဒေါင်းကနေဖြောင်းကနေပေါ်ဆရာလေးရင်အင်းအင်းဂျိုင်းတွေကအစာလောဘတက်လာအောင်မူဆွေရတာကိုလူတို့ပြိရဲ့ဂျိုင်းတငယ်နားမလဲရှာစုပါတော့ ောက်အောင်ကညိုကတ်တော့လေကွာကတ်တော့ချောင်းမြရောက်နေပြီဟာရေကလည်းတော်တော်တက်နေပြီအလိုမင်းကောင်တွေလည်းအပင်တွေမှာတော်တော်ကတ်နေပြီကိုညိုကလေကိုကန်းတော့အချိန်ကတ်ယူကတ်လာတယ်ချောင်းမြတစ်ခွင်လုံးဓနုံတော်ကြီးတွေလမှုပင်တွေကိုင်းပင်တွေဓနိပင်တွေတောထနေတယ်ကြည်စမ်းလမှုပင်ရဲ့ပင်စီမှာပြည့်တက်နေတဲ့ရင်နဲ့လွတ်ယုံကလေးမှာတုတ်တုတ်ခဲအောင်တွေကတ်နေကြတယ်ခွန်ခွာထားတဲ့ကုန်းသီးလုံးရွယ်ကန်းကနဇူခူးတွေပါလား လက်နဲ့အသာခွာယူလိုက်ုံနဲ့ဆရာလေးကအစကတော့ရရတက်နေတဲ့ခရူးကောင်တွေကိုကန်ရသည်မှာအသေးရားနေသေးတယ်လေခဏကြာတော့ပင်းစီမှာကြွယ်ကပ်နေတဲ့ခရူးလေးတွေကိုခါယူလိုက်ဒီဝမ်းနဲ့ပြစ်ထက်လိုက်နေပျော်စရာပင်ကောင်းသေးတော့တယ်လို့ထင်လာပြီသူတို့ခုလိုကနဆူခရူးကောက်ထွက်မလာမီကဘာကြီးတာကျော်နဲ့ဝိုင်းဖွဲ့ပြီးပြောခဲ့တဲ့စကားတွေကိုပြန်ပြီးသတိရတယ်တခြားအစားအစာတွေတော့ဆရာလေးကတော်တော်ဆုံးပြီကနကူခရူးတော့မစားရသေးဘူးမှတ်တယ် မင်းတို့တွေကဒီညပိုက်ဆွဲမစင်းတဲ့ကောင်တွေတော့ကောက်ကြကွာရေပြည့်ချိန်ဆိုချောင်းပြားမှာအများကြီးပဲဟိုတနေ့ကဓမင်းတွေတောက်ခုတ်ရင်တွေ့ခဲ့တော့ကအချိန်မရလို့မကောက်ခဲ့ရဘူးပိုက်ဆွဲမစင်းမယ်နားနေကြတဲ့ကိုတင်ဦးတို့လူစုကတက်ကြွစွာနဲ့ကောက်ဆိုရင်တော့တောက်ကောက်မယ်ဗျာချက်တာပြုတ်တာတုတ်တာတော့သူများခိုင်းဗျာခူးဆိုတဲ့အတန်ကိုကြားရင်စားပင်သီးပင်တွေပေါ်တွေ့တက်နေတဲ့ခူးကြားကြီးတွေကိုသွားမြင်တာပြုတ်အံ့ခြင်းဖြစ်လာတော့ဆရာလေးကဟာ နေပါစီပါကြည်ရာကျွန်တော်ကျွန်တော်စကားထင်နေပြီမှာအာနာဆိုတာ ਨੇ ကိုတင်အောင်တို့အလုံးရှုံနေပါမယ်ကိုသားကျော်တဲရေဆရာလေးကခယူဆိုလို့စားဖို့ယူသွားပုံရတယ်တခြားခယူမျိုးမဟုတ်ပါဘူးဆရာလေးရဲ့ကနဆူခယူဗျကနဆူခယူကဆရာလေးတို့အညာဘက်ကမြစ်တွေချောင်းနေမှာမရှိဘူးဗျကျုပ်တို့အောက်ရဲ့ရေကျူးရေငန်ဆက်တဲ့နေရာတွေမှာမှရှိတာ အကောင်ကလည်းဘာရှိမှလဲမတကလူကြီးလက်မသက်တာပေါ့ကျိုးတို့ရဲ့သားတွေအတွက်ကတော့တေးစားလည်းဟုတ်ထင်းစားလည်းဟုတ်တာပေါ့ဗျာကိုစားခြင်းနဲ့အချိန်မှာရတတ်တာမျိုးမဟုတ်ဘူးဗျာအခုလိုမိုးဥကြကာလာလောင်းကရတတ်တယ်ကိုရင်တော့ကတော့ကျိုးတို့ရဲ့ကကန်းဆက်တွေမှာကနဇိုပင်တွေကအလုံးပိုးတာကလားအခုတော့လည်းမရှိတော့သလောက်ပါပဲအဲ့ဒီကနဇိုပင်ကြီးတွေရဲ့ဗပင်းကြီးတွေမှာ တွေ့ကတ်နေကြတာကျောင်းငယ်ကမိခဲ့တာပေါ့လေဒါကြောင့်လဲကနဇိုခယူလို့ခေါ်တယ်ဒီမှာရဲ့ အခုတော့ကန်းဆက်တွေရေပြည့်တဲ့အခါရေလွတ်ယုံနေရာလေးတွေမှာတွေ့ကပ်နေကြတာပေါ့လမှုပင်တို့ဓနိပင်တို့ကိုင်းပင်တို့ကိုယံကြီးပင်တို့မှာတိတ်ပေါ်တာပေါ့ရေစစ်ချိန်ဆိုရင်ရှာလို့မရနိုင်ဘူးဗျသူတို့အစာရှာထွက်တဲ့အချိန်ကိုသူတို့စားတာကမြေစီမြင်းနဲ့ရေညှိရေမော်တွေပဲစားတာဗျအင်မတန်တန်တယ်ပြောပြီးယူနေချန်တစ်ခွက်ငှဲ့ပြီးတောက်လိုက်တယ်ဟုတ်တယ်ဆရာလေးရဲ့ခရီးတွေရလာရင်ရေစင်စင်ဆေးပြီးကြောက်ပြုတ်ရတယ်ပြီးရင်ချိန်ကလေးနဲ့အသားတွေထွင်ပြီး ပဲမုတ်စီချက်ရှောက်ရွက်ရှောက်ရည်ကလေးတွေညှစ်ပြီးတုတ်ဆိုင်ထောက်ထုံးနဲ့ဘာပြောကောင်းမလဲအဆက်ကလေးစားခြင်းရုပ်သီးစိမ်းကလေးကြိုက်ပေါ့ပြီးတော့ဟင်းကားလေးတောက်ချင်သပါဆိုရင်ဘိန်းဆွဲကလေးနဲ့ဟင်းကားချက်လိုက်ရင်အလွန်ချိုတာပေါ့ဟင်းကားရဲ့ခယူတွေကောင်းလိုက်ထက်ချက်ပြီးဟင်းကားရဲ့ဒစွန်းတောက်လိုက်ခယူကလေးဆယ်ပြီးပကံနှခမ်းမှာစက်ခနဲ့ခောက်ချလို့အဆန်ထွက်လာရင်စားလိုက်နဲ့ပျော်စရာကြီးပေါ့တော့ ဘာကြီးသားကြောင့်မိမကဘွားမယ်လားကပြောပြီးပြောင်းမှုဘက်ဆလိတ်ကြီးငော့လိုက်သေးတယ်။ပြီးမှပြောရင်ပြောရင်ကြုတ်တော်ဆလာခြင်းမီဟဲ့ကောင်းလေးတွေသွားမှဖြစ်လဲမြန်မြန်သွားကြ။ဟင်္ဂါချက်ဖို့နဲ့အတုတ်တုတ်ဖို့ငါနဲ့ညူမြတာဝန်ထားနေလို့တာဝန်ကကနဇုတ်ခူးတွေတခွဲသားလောက်ရအောင်ကောက်ခဲ့ကြ။ဘွားမယ်လားရဲ့အမိန်ချတဲ့အဆုံးမှာဆရာလေးတို့တောင်းတာလှေကလေးပေါ်ရောက်ခဲ့ကြတယ်။ရေပြည့်နေသေးတယ်ချောင်းကန်းစားတလျှောက်ခ ्यू တွေတွေ့ကပ်နေတဲ့ပင်မသည်မလှေနဲ့ဘေးကပ်ပြီးခွာယူလိုက် နေဝမ်းနဲ့ပြစ်ထက်လိုက်နဲ့တခွဲသားလောက်ရနေပါပြီတော်ပြီဟာတော်ပြီဟာဒီလောက်ဆိုလောက်တယ်ကွာမိုးတော်တော်နေလာနေပြီပြန်မယ်ကွာ လေဘက်မှာကုညိုကပြောလိုက်တယ် နေစားမအောင်ကွာစားကြရဆိုတော့ပိုရလို့ရှိသလားကွာညညပါသွားတော့ဘာမဲလာကမင်းတို့ပိုင်းရမှာမဟုတ်လားတွေ့တော့ရသလောက်ကောက်သွားရမှာကိုတေယုံကကိုင်းမင်ကြကဒီနေ့ပင်တွင်မှာတွေ့ကတ်နေတဲ့တပီသားကခယူကလေးတွေကိုလှမ်းကြည့်ရင်ထားခဲ့ရမှာနှမျောဟန်နဲ့ဒါတယ်သွားကြအောင်ကွာဆရာလေးလည်းစာနေရောဗောအိမ်ကျပြုတ်အောင်မှာနဲ့အစံထုတ်အောင်မှာနဲ့ကြောက်အောင်မှာကွာဟာရပါတယ်ကိုညူရဲ့ကျွန်တော်မစားသေးပါဘူး ဖီးတွေခွာယူရတာပြောနေပုံပေါက်တယ်ဆရာလေးကပြောနေသဖြင့်ကိုညိုဘာမှမပြောမနေတော့ပဲလှေကိုအตาရက်၍ကပ်ပြီးတယ်။ဒီနေ့ပင်မှာ တွေ့ကပ်နေတဲ့ခီးများကိုကိုအောင်မင်းခွာရသည်ဒီနေ့ပင်နဲ့ကပ်ရက်ကိုင်းပင်ရှုပ်ရှုပ်တွေ့ကြကဖီးကနေဖီးကနေနှာမုတ်တန်ပြင်းပြင်းကိုကြားလိုက်ရသဖြင့်တော့သာလန်ရှားကြည့်မိကြတယ်။ကိုင်းတော်ဆက်ရှိစကောတစ်ချက်စာမကကြီးမားလာတဲ့အတိုက်ကြီးထဲမှာဒဏ္ဍာကမြင့်အောင်ခေါင်းထောင်ပြီးဗပင်းကြီးခွက်ကဒေါသကြီးနဲ့နှာမုတ်နေတဲ့ငန်းမွေကြီးကိုတွေ့လိုက်ရလေရောတယ်။ လေဦးမကိုနေဦးကသူနဲ့နီးဆုံးဖြစ်နေတဲ့မွေကြီးကိုကြောက်လန့်ကြကြည့်ဟိုက်ဒုက္ခပဲငမ်းမုတ်ကြီးဟာငမ်းမုတ်ကြီးအော်လဲအော်လက်ကလည်းလှော်တက်ကိုကောက်ကင်ကဓနိပင်ကိုထိုးပြီးကမ်းမှာအမြင်ခွာထွက်လိုက်တယ်လေလယ်မှာလိုက်လာတဲ့ဆရာလေးကတော့သူတသက်မှဒီလောက်ကြီးတဲ့မွေကြီးကိုတစ်ခါမှမမြင်ဘူးအခုလိုအတတ်အနေနဲ့လည်းလွန်နီးကပ်စွာမကြုံဘူးလေဟာဘာမှမလှုပ်ရှားနိုင်ပဲစက်တိတ်သေးပဲပါလာခဲ့လေတယ်မွေကြီးနဲ့လေ၄၅၀ပြန်မကဝေးအောင်လှော်ထွက်ပြေးထွက်လာခဲ့ပြီမှဆရာလေးကနောက်သူပြန်လဲကြည့် မင်းပြန်လောကြပါဗျာမတော်လို့မွေးကြီးလိုက်လည်းမဖြစ်တော်ရင်နေတဲ့တန်ကြီးနဲ့ပြောတယ်မလိုက်လာတော့ပါဘူးဆရာလေးကစိတ်ချပါသူ့လည်းရမချဘူးသူ့တိုက်ကိုလည်းမဖြတ်ဘူးသူ့တွေလည်းမယူလာဘူးဆိုရင်လိုက်เสียအကြောင်းမရှိပါဘူးသူ့တိုက်နာကျုပ်တို့သွားကတ်ပြီးတော့သူနဲ့သူ့တွေကိုများရန်ရှာလိမ့်မလားဆိုပြီးမမီတန်ပေးတာပါတကယ်လို့လိုက်လာမယ်ဆိုရင်တော့ကြောက်စရာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့နဲ့ရလော်တဲ့လေကိုမိအောင်မလိုက်နိုင်ဘူးစိတ်ချ ကိုမျိုးရဲ့စကားကိုကြားလိုက်တော့မှဆရာလေးကဆေးရီးသွားပုံနဲ့တပင်းကြီးတစ်ချက်ချလိုက်တယ်။ပြီးတော့ຫນွေတော့ကတန်ညက်နဲ့ပြိုင်းတော်စင်ကကိုမျိုးပြောစကားတွေကိုသွားသတိရတယ်။ဗျိုင်းဆိုဒီမှာတလိမ့်ဆန်ရဲ့အစာဖြစ်တယ်။အိစားကာမဤသုံးဝကိုသာတည်တယ်။သူ့တဝမ်းတစ်ခါဝါဖို့အတွက်လောဘတက်မိတာနဲ့ပဲသူတို့အသက်ကိုပေးဆက်ခဲ့ရပြီးပြီ။မိတို့ကအသိဉာဏ်ရှိတဲ့လူသားတွေဖြစ်တယ်။လောဘတဏှာကိုထိန်းချုပ်နိုင်ခဲ့ပါ ਈ လို့။อืมလောဘစိတ်လောဘစိတ် မိမိတို့စားဖို့အတွက်လုံလောက်နေတာတော်မှထပ်၍တွေ့သောအခါလောဘကို မချိုးနိုင်နိုင်ပဲလောဘရဲ့ဆီယာနောက်ကိုလိုက်ခဲမိသည့်အတွက်အသက်ကိုပေးရတော်မလို့တည်တည်လေးပါတကား